အထာနာမေတံဘိက္ခဝေအနဝကတောယံပရုပက္ကမေနတထာဂတံဇီဝိတဝရောပိယအနုပက္ကမေနဘိက္ခဝေတထာဂတာပရိနိဗ္ဗာယံတိဘာသာရေးအဓိပ္ပာယ်ကတော့ဘုရားရှင်တို့မြည်သည် သူတော်ဘာတို့ရဲ့လုံလပယောကနဲ့ပရိနိဗ္ဗာန်ဆံယူထုံးစံမရှိဘူးအဲဒီပြောနေပြောတော့သေယူထုံးစံမရှိဘူးပေါ့အချိန်တန်မှပဲအလိုလျောက်ပရိနိဗ္ဗာန်ဆံတော်မူကြတယ်လူသက်တမ်းရဲ့၅ဘုံ၄ဘုံပြည့်တဲ့အချိန်ကြမှာအလိုလျောက် ပြိနိဗ္ဗာန်ဆံတော်မူကြပါတယ်ဒီကာရကလည်းမြတ်စွာဘုရားရှင်ကိုတော်တိုင်ဟောကြားတော်မူထားတဲ့ကာထာဖြစ်ပါတယ်ရှင်းဆရာတော်ကြီးဒီရှင်းလူကြီးသူမာတွေကရေးဆက်ထားတဲ့ကာထာတွေမဟုတ်ပါကာထာမဟုတ်ပါဘူးအဲ့တော့ဘုရားဟောနှုတ်ထွက်ကာထာစစ်စစ်ဖြစ်တဲ့အတွက်ဘိယံအန္တရဲ့အထူးကင်းရှင်းခြင်းတဲ့ပုဂ္ဂိုလ်ကြီးယုံယုံကြည်ကြည်နဲ့ရွတ်ဖတ်ပွားများနိုင်ပါတယ်ဒီကာထာဖြစ်ပေါ်လာတဲ့တမိုင်းကြောင့်ကိုယ်ကလည်း ဘေးရန်အန္တရာယ်ကင်းရှင်းတဲ့သဘောဆောင်ပါလေမြတ်စွာဘုရားရှင်ကိုအရှင်ဒီဝရကလူသမားတွေလှုပ်ပြီးတော့လည်းလှုပ်ကြံခဲ့ဘူးတယ်ကြောင်မောင်ကြီးဆင်းပြီးတော့လည်းလှုပ်ကြံခဲ့ဘူးတယ်နာလာဂီရီဆင်းကြီးနဲ့လည်းလှုပ်ကြံခဲ့ဘူးတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးအဲ့ဒီလိုလှုပ်ကြံတဲ့အချိန်နေမှာမြတ်စွာဘုရားရှင် အသက်တော်အန္တရာယ်စိုးရင်လို့ရဟန်းတော်ကြီးဆောင်ရှောက်ကြတယ်အရှင်အနန္ဒာကလည်းမြတ်စွာဘုရားရှင်ရှိကနေသူ့ရဲ့အသက်အသေးခံမဲ့ဆိုပြီးတော့ ရက်တည်ခဲ့ဘူးတဲ့ဆိုတော့နာလာကိရိစင်ကြီးနင်းမဲ့လို့တော့မြတ်စွာဘုရားကမနင်းနဲ့သူ့ကိုပဲနင်းပါစေဆိုပြီးတော့ဖះရှိကနေရက်ပြီးတော့ခန္ဓာပေါ့အဲ့ဒီအချိန်မျိုးမှာမြတ်စွာဘုရားရှင်ကဒီကထာမိန်တော်မူပါတယ်ဖះရှင်တို့ဆိုတာသူတို့ဘာပြောကနေဘရောမသေယုထုံးစံမရှိပါဘူးအချိန်တန်မှသာအလိုလျောက်ပြိဋိဘံဆံရတာပါဒီကားတာကိုရွတ်လိုက်လို့မြတ်စွာဘုရားဘေးရန်အန္တရာယ်ကင်းရှင်းသွားတော့မဟုတ်ပါဘူးမြတ်စွာဘုရားဘေးရန်အန္တရာယ်အသက်အန္တရာယ်ကင်းရှင်းတဲ့အကြောင်း ထင်းထင်းရှားရှားဖြစ်အောင်မြတ်စွာဘုရားကမိန်တော်မူတာပါဘိယံဒီရဲ့အထူးကင်းရှင်းတော့တဲ့အချိန်မှာဒီဂါထာကိုမိန်တော်မူတာပါအဲ့တော့ဂါထာရဲ့အဓိပ္ပာယ်ကိုကြည်လိုက်ယုံနေပဲဒီဂါထာကိုအမြဲမပြတ်ရုပ်ဖတ်ပွားများနေရင်ဘိယံအန်ဒီရဲ့အနှောက်ရှက်အဖြစ်အစီအပိတ်ပင်အဟံအန္တာတွေကင်းရှင်းနိုင်တယ်ဆိုတာထင်ရှားပါတယ်အခါပေါင်းများစွာရုပ်ဖတ်တဲ့စေတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ရဲ့အသက်တော်ကိုဘယ်သူမှအန္ဒီမပြုတ်နိုင်ဘူးဆိုတာလောက်နေရင်အာယုံမပြုတ်ဝဲနဲ့ တည်တည်ကြဲမဲ့နည်းနည်းရှိုင်းရှိုင်းအာရုံပြုပြီးတော့ပွားများရမှာပေါ့ဘုရားရှင်ရဲ့အသက်ကိုဘယ်သူမှဖျက်ဆီးလို့မရဘူးဆိုတာလေးတော့ပဲအာရုံပြုရင်တိတ်လေးနှမှုမရှိသလိုထင်ရတယ်အဲ့တော့ဇီဝိတာဝရောပိယအသက်ကိုတည်အောင်လုပ်တယ်ဆိုတဲ့နေရာမှာပဂတိလူအသက်ရှင်သန်နေတဲ့အသက်ကိုသာအာရုံမပြုဘဲနဲ့အရဟံဂုဏတော်တူသောအသက်ကိုဘယ်သူမှဖျက်ဆီးလို့မရဘူးအရဟံဆိုတာမြတ်စွာဘုရားရှင်ကကိလေသာကင်းစင်တယ်ကိလေသာကင်းစင်နေတဲ့မြတ်စွာဘုရားရှင်ကိုကိလေသာဖြစ်အောင် ဘသူမှလုံလုံမရဘူးတမာတမုဒ္ဒောမြတ်စွာဘုရားရှင်ကတိစရာဒီအားလုံးကိုအကုန်စင်အကျဉ်းချမရှိပြီတော်မူတယ်အရာအားလုံးကိုပြီတော်မူတဲ့မြတ်စွာဘုရားရှင်ရဲ့ဉာဏ်ကိုအရာအားလုံးမသိအောင်ဘသူမှနှောက်ရှက်ဖြစ်စည်းလို့မရဘူးစသည်အားဖြင့်ဒီကားတာကိုရွတ်ပေါ်တစ်ခေါက်ရွတ်တိုင်းတစ်ခေါက်ရွတ်တိုင်းဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုတစ်ခုကိုတည်သည်မြကိုနားလေသည်မြကိုသဘောကျနှစ်သက်သည်မြဘုရားဂုဏ်တော်တွေတစ်ခုပြီးတစ်ခုပြောင်း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 နှလုံးသွင်းပြီးတော့ ပေါ်များမယ်ဆိုရင်ဒီကာရကိုပေါ်များနေရင်လည်းအခောက်ရည်များလီမြတ်စွာဘုရားရှင်ကဂုဏတော်ကြီးများများကိုအာယုံပြုပေါ်များပြီးသားဖြစ်သွားလိမ့်မယ်အကျိုးတရားရတော့လည်းပဲအတန်အနေကင်းရှင်းရုံဘေးရန်အနေကင်းရှင်းရုံနဲ့မကတော့ဘူးကိုပေါ်များတဲ့ဂုဏတော်နဲ့လိုက်လျောညီးထွေးတဲ့ကောင်းကျိုးချမ်းသာတွေလည်းရရှိနိုင်နေဒါကြောင့်လည်းဒီကာထာကိုရှေးဆရာတော်တန်ဃာတော်ကြီးတွေရှေးသူကောင်းတွေရှေးသူဟောင်းတွေကရှေးသူတော်ကောင်းကြီးတွေကတပ္ပတိတိကာထာလို့ နာမည်ပြီးတော်မူခဲ့ကြပါတယ်ဒီဝတ္တပတိဂါထာကြတော့သဗ္ဗမင်္ဂလာဂါထာဒီဂါထာကြတော့သဗ္ဗသိတ္တိဂါထာဒီဝတ္တပတိဂါထာကတော့လူဝင်ဆန္ဒတွေကိုအထူးပြောစေနိုင်တယ်ဒီဂါထာကတော့အထာဏမိတံဂါထာကတော့ဘေးရန်အန္တရာယ်တွေကိုအထူးကင်းရှင်းစေနိုင်တယ်ဒီနည်းပြောတော့ဒီဝတ္တပတိဂါထာတော်မြတ်ကြီးကတော့အကောင်းတွေအလုံးနဲ့ပြည့်စုံစေနိုင်တယ်အထာဏမိတံဂါထာကတော့အဆိုးတွေအလုံး ကျင်းရှင်းစေနိုင်တယ်အားလုံးဆိုတဲ့နေရာမှာတော့ချွင်းချက်လေးတွေတော့ရှိမှာပေါ့အရာအားလုံးကြီးတော့လည်းမဖြစ်နိုင်ဘူးပေါ့နော်သူ့အကြောင်းတရားလေးနဲ့သူတော့ရှိတာပေါ့အဲ့တော့ဒီအထာဏမေတံဂါထာလေးကိုမြတ်စွာဘုရားရှင်ရဲ့နှုတ်တော်တွေဂါထာစစ်စစ်ဖြစ်တဲ့အတွက်ရှေးဆရာတော်တန်ဃာတော်ကြီးတွေကလည်းလက်ကင်ပြီးပြီးတော့နှလုံးသွင်းပွားများကြတာဖြစ်တဲ့အတွက်မိမိတို့လည်းယုံယုံကြည်ကြည်နဲ့ရုပ်ဖတ်ပွားများနိုင်ပါတယ် တစ်ခါယွတ်တိုင်းတစ်ခါယွတ်တိုင်းဂုံတော်တိပဲတစ်ခုတစ်ခုပြောင်း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 ပြီးတော့ပွားများရင်ရသဘရှင်ဂုံတော်တွေအများကြီးပွားများပြီးသားဖြစ်သွားပါလေ။ဒါကြောင့်ဒီအထာဏမိတံဂါထာလို့ခေါ်တဲ့သဗ္ဗတိတ္တိဂါထာကိုလည်းသွားရင်လိုင်းရင်လုံရင်ကန်ရင်နဲ့တစ်ခေါက်ရတစ်ခေါက်သုံးခေါက်ရသုံးခေါက်ကိုးခေါက်ရကိုးခေါက်ဓမ္မမုတ်လည်းပဲအထူးအရေးကြီးတဲ့အဆူအနေတွေနဲ့ကျုံတွေ့နေတဲ့အခါအခက်အခဲပြဿနာတွေနဲ့ကျုံတွေ့နေတဲ့အခါမျိုးတွေမှာတရားရှိခေါက်နေစဉ်ဝတ်ထားပြီးတော့နေစဉ်အဋ္ဌဌာန်ပြီးပြီးတော့ရွတ်ဖတ်ပွားများ ရုပ်ဖတ်ပေါ်များပြီးပြီဆိုတာနဲ့အကျွန်ုပ်ဒီအထာဏမိတံကာထာကို108ခေါက်ရုပ်ဖတ်ပေါ်များပြီးပါပြီဤစကားသည်မှန်ပါတယ်ဤမှန်သောသစ္စာစကားကြောင့်သစ္စာရဲ့တကူကြောင့်လကောင်းအထာဏမိတံကာထာရဲ့တကူတော်ကြောင့်လကောင်းအထာဏမိတံကာထာရုပ်ဖတ်ပေါ်များတဲ့ကုသကောင်းမှုရဲ့တကူတော်ကြောင့်လကောင်းအထာဏမိတံကာထာကိုဆွန့်ရှောက်နေရတဲ့နတ်ပြမများရဲ့တကူကြောင့်လကောင်းအထာဏမိတံကာထာကိုလာရောက်နာယူကြတဲ့နတ်ပြမများရဲ့တကူတော်ကြောင့်လကောင်းယနေ့ယခုချိန်ဤပြုခဲ့ပြီးသည်မှာကုသကောင်းမှုအားလုံးရဲ့တကူတည်သောအာနုဘော အစွမ်းတက်ပြီးအရှင်အဝါကြောင့်၎င်းဖျားတပြီးတော့ယခုကြုံတွေ့နေရတဲ့အခက်အခဲအကြက်တဲ့အနှောက်ရှက်အပိပင်အဟန္တာအန္တရာယ်ဆိုတွေကနေလွမြောက်ပါစီဖျားတပြီးတော့ကြုံတွေ့နေရတဲ့အဆူတွေကနေလွမြောက်ပါစီတော်တော်စီကြုံတွေ့နေတာမရှိဘူးဆိုရင်လည်းပဲဘေးရန်အန္တရာယ်နှောက်ရှက်ဖြစ်စီအပိပင်အဟန္တာမှန်သမျှအနာရောဂါမှန်သမျှလုံးဝကင်းရှင်းပါစီဆိုပြီးတော့အဆူတွေကင်းစင်ဖို့အတွက်ဆူတောင်းနေပါတယ်ပထမဆုံးတော့နိဗ္ဗာန်ကိုဆူတောင်းဖို့ပြီးတော့မှသစ္စာဆိုပြီးတော့ပြစ္ဆုတ်ပံကောင်းကျိုးအတွက်ဆူတောင်းလိုက်ပါ ဲ့တော့ဒီဝါဒပတိဂါထာကတော့အဓိကထားပြီးတော့များများရုပ်ပွားအထဏမိတံဂါထာကဟိုးရှိတော့ကပလိယောဂါကြီးကတ်ယောဂါကြီးဒီဆက်ရတဲ့အချိန်မှာလေတခြားပိဋိတော်တွေ ပဋ္ဌာန်းတော်တွေတခြားဘုရားဟောဂါထာတော်တွေသုတ်တန်တော်တွေဘလောက်ပဲရွတ်ရွတ်အစွမ်းတတိမပြဘူးဆိုရင်ဒီအဋ္ဌနာမိတံဂါထာတွေအ ਨੇ ဆုံးတစ်ခေါက်ဖြစ်ဖြစ်အထွတ်တက်ပြီးတော့သိတိတင်ပြီးတော့ရွတ်ဖတ်ပွားများလာလို့ရှိရင်ရှေ့ရရွတ်ခဲ့တဲ့ဂါထာတော်တွေပိဋကတော်တွေပဋ္ဌာန်းတော်တွေကလည်းအကျိုးကြီးမားသွားတယ်တခြားဂါထာတွေတခြားပိဋကတွေတခြားတရားတော်တွေဘလောက်ပဲရွတ်ရွတ်အစွမ်းမထက်ဘူးဆိုရင်အစွမ်းထက်အောင်ဒီဂါထာလေးအုပ်ပြီးတော့ရွတ်ပါတစ်ခေါက်ဖြစ်ဖြစ်ကိုးခေါက်ဖြစ်ဖြစ်အ ਨੇ ဆုံးကိုးခေါက်လောက်အုပ်ပြီးတော့ရွတ်လိုက်ရင်တော့ပူကောင်းတာပေါ့ အဲ့တော့ဒီအထာဏမိတံဃာတာကိုရုံရုံကြည်ကြည်ပွားများခြင်းဖြင့်ဘီယံအန်ဒီရဲ့အနှောင့်အယှက်အဖြစ်အစီအပိတ်ပင်အဟံအတာအခဲအခဲအကြက်တဲမှန်သမျှကနေအထူးကင်းရှင်းလွတ်မြောက်နိုင်ကြပါစေ။